အပြည့်အသက်တန်တလထက်တိုးထားတဲ့စစ်ကောင်စီတပ်ကတောင်ပြည်လုံချုံမြို့နယ်တို့မှာလေကြောင်းနဲ့လက်နက်ကြီးအုံပြူတိုက်ခိုက်တာတွေပြင်ဒရုန်းနဲ့ပါအစိမ့်ငွေပုံအုံပြူတိုက်ခိုက်တာတွေနဲ့ဆင်ပြုလုပ်နေပါတယ်။မနေ့မေလ17ရက်နေ့မှာစစ်ကောင်စီတပ်ကမိမိတို့ PSWF TNW ရှိတဲ့ရာပြင်ကျေးရွာကိုလက်နက်ကြီးနဲ့လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ9ရက်နေ့မှာတရက်ချိုးတောင်လှနောင်လင်းရာပြင်နဲ့အုံတီးကျေးရွာတို့ကို ဒရုန်းနဲ့ဘုံတင်း24လုံးလက်နက်ကြီးနဲ့35ကြိမ်ဒရုန်းနဲ့အစက်ငွေဘုံ23ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မေလ10ရက်နေ့မှာလဲအုံမတီကျွော်ကူဒရုန်းနဲ့ဘုံတင်း18လုံးဒရုန်းနဲ့အစက်ငွေဘုံခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်မေလ10ရက်နေ့ညနေမှာလဲနှုံချုံမြို့နယ်ထဲကဘူတာရက်ွက်နဲ့ဆမစေရွာအုံတီးရွာတို့ကိုဘုံခုနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အပြင်နှုံချုံမြို့နယ်ခုနမိုင်နဲ့မမန်တော်ရွာကိုလည်းဒရုန်းနဲ့ဘုံ18လုံးလက်နက်ချင်းနဲ့14ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ9ရက်10ရက်နေ့နဲ့17ရက်နေ့တွေကနောင်ချုံမြို့နယ်အတွင်းကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့လက်နက်ကြီး53ကျိန်ဒရုန်းနဲ့ဘုံတီ69လုံးဒရုန်းနဲ့အစက်ငွေပိုး28လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ဒရုန်းကြဲချတိုက်ခိုက်မှုအတွင်းမှာ အရက်သားလူထုနယ်အိမ်၃အိမ်ထပ်မံထိမှန်ပျက်စီးခဲ့ပြီးအိမ်၃ကားတစ်စီးလက်ထိမှန်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီတပ်ဟာတောင်ပြည်မိုးကုံမြို့နယ်ဆက်ဆက်တဲ့တပိတ်ကြီးမြို့နယ်ထဲကခုနှစ်မိုင်ကိုလည်းပြီးခဲ့တဲ့မေလ၁၀ရက်နေ့ကဂျော့ဖက်တာနဲ့နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် မိမိတို့ညီနောင်မဟာမိတ်တုံးဖက်အနေနဲ့ငလင်တန်တင့်ပြည်တူရတဲ့အတွက်လူတားချင်းစာနာထောက်ထားတဲ့အနေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်ချင်မှပါထိုးစစ်စင်တက်ခတ်တာတွေပြုလုပ်မှာမဟုတ်ပဲတဖက်တက်အပြစ်ခက်ရက်စဲတာကိုမေလကုံတဲ့အထိတက်တန်းတိုးပြီးအပြစ်ရက်သွားမှဖြစ်ပါတယ်ကျွန်မလူပူလပါပါရှင်